မိုးကုတ်မှာစစ်ကောင်စီစကန်တစ်ခုကိုတော်လှန်ရေးတပ်တွေတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပါတယ်။မိုးကုတ်မိုးမိတ်ဒေသမှာနိုဝင်ဘာလကုန်ပိုင်းကနေဒီကနေ့ထိတိုက်ပွဲပေါင်း9ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီးနောက်အရေးပါတဲ့စစ်ကောင်စီစကန်ကုန်းတစ်ခုကိုတော်လှန်ရေးတပ်တွေကသိမ်းပိုက်ရရှိသွားပါတယ်။နိုဝင်ဘာလ30ရက်နေ့ကစတင်ပြီးမိုးကုတ်မြို့နယ်ထဲကစစ်ကောင်စီထိုင်ချနေတဲ့နေအိမ်တွေကိုပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။ဒီဇင်ဘာလ6ရက်နေ့မှာတော့အရေးပါတဲ့စစ်ကောင်စီရဲ့စခန်းကုန်းတစ်ခုကိုသိမ်းပိုက်ရရှိခဲ့တယ်လို့ဆိုပါရစေ။ တိုက်ပွဲမဖြစ်ပွားခင်မှာတော့ဒေသခံပြည်သူတွေကိုထိခိုက်မှုမရှိရအောင်ဘေးလွတ်ရာကိုကြိုတင်ရွှေ့ပြောင်းပေးပြီးလိုအပ်တဲ့ထောက်ပံ့မှုတွေကိုအကြီးကြီးကိုအချိန်မီပေးနိုင်ဖို့အရက်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးဆောင်ရွက်ခဲ့ကြရလို့ NGO ရဲ့ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ရုံးချုပ်ကနေမိုးကုတ်မိုးမိတ်ဒေသစစ်စင်ရေးစစ်ဦးစီးအဖွဲ့ကိုနိုဝင်ဘာလ9ရက်နေ့မှာဖွဲ့စည်းခဲ့တယ်လို့လည်းသိရပါတယ်။ ဒါအပြင်တက်ဆိုင်ရာဒေတာထဲမှာရှိတဲ့ PDF ပကဖတွေကိုစူးစီးပြီးစစ်ဆေးရေးကိစ္စတွေကိုအနီးကပ်ကုတ်ကဲနေရလို့လဲဆိုပါရယ်။ဒါအပြင်ပကဖနဲ့ PDF တွေအနေနဲ့လည်းမုံကုတ်မိုးမိတ်ဒေတာကိုရောက်လာတဲ့စစ်ကောင်စီတပ်တွေကိုပြည်သူနဲ့လက်တွဲပြီးဆက်လက်တိုက်ခိုက်နေရလို့လည်းထုတ်ပြန်ထားပါရယ်။တရုတ်ရဲ့ဂျောင်းဝင်စစ်ဆေးမှုနဲ့စစ်ကောင်မရှင်တပ်နဲ့ DNL တပ်ဖွဲ့တွေအော်တိုဘာလ26ရက်နေ့နဲ့29ရက်နေ့မှာအပြည့်ရဆွေးနွေးပွဲပြုလုပ်ခဲ့ပြီးတဲ့နောက်မှာတော့ DNL ကမိုးကုတ်နဲ့မိုးမိတ်ကိုစစ်ကောင်မရှင်ထံပြန်ပေးဖို့သဘောတူညီခဲ့တာလည်းဖြစ်ပါရယ်။